အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ် ကောင်းမွန်သောနေလေးတနေ့ဖြစ်ပါစေလို့ကျွန်တော်ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အလက်ရှိမှာဒါကျွန်တော်တို့ Leicester City အသင်းနဲ့ Liverpool အသင်းတွေကတော့တချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါပါတယ် Leicester City အသင်းရဲ့အိမ်ကွင်းမှာဒါကျွန်တော်တို့ Liverpool အသင်းနေအဝေးကွင်းပုံစံမျိုးဒါကျွန်တော်ရင်ဆိုင်ရမှာဖြစ်ပါတယ် Leicester City အသင်းရဲ့အိမ်ကွင်းမှာတော့တော်တော်လေးကိုစောင့်ကြည့်ရမယ်အခြေအနေတစ်ခုတော့ဒါဖြစ်လာနိုင်တယ်လို့ကျွန်တော်အနေနဲ့ပုံကူကြီးရမြင်မိတယ် လီဗာပူးတင်းကဒီနေ့ပွဲစဉ်မှာဘယ်လိုမျိုးဒါကျွန်တော်တို့ handle လုပ်သွားမလဲဆိုတော့လေးကိုစိတ်ဝင်စားဖို့ခေါ်တယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်ကတစ်ဖက်ကဒါကျွန်တော် Eastwich နဲ့ Arsenal ပွဲစဉ်ပေါ်မူတည်ပြီးတော့လီဗာပူးရဲ့ဒီနေ့ပွဲစဉ်မှာ fly ရသွားနိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်သွားပြီလို့ကျွန်တော်အနေနဲ့မြင်မိတယ်လီဗာပူးတင်းနဲ့ဒါလက်ရှိမှာတေချာလာကတော့ကျွန်တော် Arsenal ရဲ့ပထမနှစ်မှာနေတာ Premier League title challenge ဖြစ်ဖို့အတွက်တေချာလောက်တေချာလောက်မို့ တေချာသွားခဲ့ပြီဖြစ်ပါအဲ့တော့ဒီနေ့ပွဲစဉ်မှာနိုင်မလားလာမဲ့ပတ်တာကျွန်တော်တို့စပါးနဲ့ပွဲစဉ်မှာမှနိုင်မလားဒါကတချို့တော့စောင့်ကြည့်ရမယ်တဲ့မှာပါတယ်လီဗာပူးတင်နေတာလက်ရှိမှာနောက်ဆုံးပြတာမိုင်းကုံချေချောမယ်ဆိုတော့မှဘယ်လိုပဲဖြစ်ဒီဖလားကတော့သူတို့အိတ်ထဲကထည့်ပြီးသားဖလားတလုံးဖြစ်သွားမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်တစ်ဖက်ကတော့ဒါကျွန်တော်တို့တန်းစင်းသွားဖို့အတွက်တန်းစင်းတန်းတော့ဆင်းသွားပါပြီတေချာသွားပါပြီအဲ့တော့တန်းစင်းမဲ့ဒါကျွန်တော်တို့တန်းစင်းနေပြီဖြစ်တယ်ဒါလက်စတာစီးတီအသင်းအနေနဲ့လီဗာပူးတင်ကိုတွေ့ရမယ်လက်စတာစီးတီရဲ့လာလက်ရှိရဲ့ဒီပြဖြစ်တယ်ဒါရူဗန်နစ်စတာရိုင်းအနေနဲ့ဒီနေ့ပွဲစဉ်မှာလီဗာပူးတင်ကိုနောက်ဆုံးချိန်ထိဘယ်လောက် ထိဒုက္ခပေးသွားနိုင်တယ်လို့သူနေတစ်ချက်တော့စောင့်ကြည့်ရမယ်။တစ်ဖက်ကလစ်ဗာပူးကရှင်းပါတယ်ဒီနေ့ပေါ်တမဒါဂျာရဲ့အထက်မှာလည်းကစားသမားတွေအနေနဲ့နားရအပြေဝါရထားပြီးဖြစ်ပြီးဂျာထဲမှာလည်းသူတို့အနေနဲ့ဘာပွဲမှမရှိတော့တဲ့ကြောင့်လစ်ဗာပူးအသင်းတို့ကလက်ရှိမှာလုံးဝ in tight အားတိုင်းဒါကျွန်တော်တို့ fully fit လစ်ဗာပူးအသင်းကိုပြန်တွေ့ရဖို့တော့ဒီနေ့ပွဲစဉ်မှာမြင်ရဖို့တော့ကျွန်တော်တို့မျှော်လင့်နေတယ်။ အဲ့တော့ဒီနေ့ project မှာ Liverpool တင်းနဲ့ကျွန်တော်ဘယ်လို line up တွေထုတ်လာမှာတော်တော်လေးကိုစိတ်ဝင်စားဖို့ခေါ်နေ။ဒါပေမဲ့ခုနကပြောတဲ့ဒါသူလူစင်းရဲ့အပြည့်အစုံထုတ်လာဖို့မြင်နေ။ဒါပေမဲ့ဒီနေ့ project မှာဒါတစ်ဖက်က Leicester City ကဘာမှလုတ်လုတ်ပြနိုင်စိတ်ရှိမလို့မမြင်ဘူး။ဒါပေမဲ့ Leicester City ကဒါနှမျောနေပြ။ကျွန်တော် father နဲ့ဟိုနေ့ကကျွန်တော်ပြောခဲ့တယ်လို့ပဲ။ဒါကျွန်တော်တို့ Leicester City ကဒါတန်းပြန်တက်လာပြီ။အများကြီးကြိုးစားလာခဲ့တာပေါ့နော်။ဒါနောက်နေ့မှလည်းဒါတန်းပြန်ဆင်းသွားပြီ။ဒီလိုမျိုးတန်းပြန်တက်ဖို့တော့ကြိုးစားအောင်။ဒါပေမဲ့ Leicester City အသင်းနဲ့တကယ်ကိုဒါကျွန်တော်တို့ပိုင်ရှင်တွေရဲ့မျက်ွယ်ပြမှုကအများကြီးအများကြီးရေးပါခဲ့တယ်ပေါ့နော်။အဲ့တော့ လက်ရှိမှာပြန်ကြည့်အောင်လက်ရှိမှာ Leicester City တင်းနေတာ Tyson နေရာမှာ Jimmy Vardy ကျွန်တော်ကအသက်ကြီးပြီတော်တော်လေးကိုဘာမှအရင်တော့ကနေပြန်အရင်တော့ကတော့ကောင်းခဲ့တယ်ဆိုရဲ Jimmy Vardy ရဲ့ဆယ်ဖို့တပုံအပုံတရာတပုံမရှိတော့ပြီးတော့ဒါကခုနကလက်ရှိမှာပြန်ကြည့်လိုက် လက်ရှိ Leicester ရဲ့အဓိကပြဿနာဘာလဲဆိုတော့ cancel ပိုင်းပဲဒါပြခုနကပေါ့ Leicester လက်ရှိခန့်တဲ့ဒီပြိုင်တည်းမှာကျွန်တော်ကမနေ့ပြော Steve Cooper ကိုမကြိုက်ဘူးဒါပေမဲ့ Ruben Nistelrooy ဆိုင် Steve Cooper သူ့အသင်းကိုသူတည်တယ်လို့မြင်တယ် Ruben Nistelrooy ဒီအသင်းကိုကင်မိခဲ့က Tottenham Hotspur အသင်းတပွဲကိုနိုင်ထားခဲ့ပြီးကလေးက Leicester City အသင်းကလုံးဝနိုင်ပွဲပြောက်ဆုံးခဲ့ပြီးတောက်လျှောက်ကြားထဲမှာဒါကျွန်တော်တို့အသေးပွဲတပွဲကလွင် ရှုံးပွဲတွေဒါခန်စစ်ကဒါနှစ်ကိုးနဲ့အထက်ကိုနောက်ဆုံးပြိုင်ပွဲဆုံး၄ပွဲမှာပေးလာခဲ့တယ်။၃ကိုးနဲ့အထက်ကိုနှစ်ပွဲပေးထားခဲ့ရတယ်။ခန်စစ်ပိုင်းကစုပ်ပြတ်တက်နေခဲ့တယ်ဒါကျွန်တော်တို့ Leicester City ကိုတွေ့ရတယ်မှာပါ။အဲ့တော့ Leicester City တင်းနဲ့ဒီနှစ်ပါကျွန်တော်ခုနပြောသဘေး Steve Bruce Ruben Nestor Wright လက်ထက်မှာ ဘာတွေဘလို့ဖြစ်ခဲ့လဲဆိုတော့အဖေက share မှာလေ Humanister Rain ကသူ့အသင်းကိုသူနားမလည်ဘူးလို့ကျွန်တော်တို့ယူဆတယ်ဒါပုံမှန်လင်းလင်းပဲ Humanister Rain နဲ့ဟိုနောက်ပေါ်ဆိုအားနေရားနေတို့နောက်ပေါ်ဆိုပဲဘရင်တော်ဖောင်ဖြတ်တဲ့ကွက်တွေအရန်လုတ်တယ်ဟိုနောက်ပေါ်ဆိုဒါဘလို့အပ်ပဲနဲ့ဒါ Thomas ကို Just James စင်ကိုနှစ်ယောက်လုံးကိုအလွန်ကျွန် overlap လိုက်လို့ခိုင်းတယ်ပြဿနာကသူ့ရဲ့စနဘတ်ကြောင့်သူမသိဘူး Corner Cody ဆိုရတာဟုတ်မှာတော့ငါတို့သူဟာသူအစင်တန်းတစ်ခုရှိခဲ့တယ်ဒါမှမဟုတ်ကြာ Everton အောင်ပြောင်းသွားသေးတယ်ထင်တယ်။ Everton မိုက်တာမဆိုးတဲ့ခြေစွမ်းတစ်ခုရှိခဲ့ပေမဲ့တကယ်လက်ရှိနောက်ပိုင်းပုံစံမှာ ကိုနာကိုဒီကိုအိုကိုလီရောနှစ်ယောက်လုံးကလေးတယ်တကယ်ကိုလေးတယ်ဒါပေမဲ့ခုနအဲ့ဒီအချိန်မှာအခုဒီနေ့ပွဲစံမှာရှင်းတယ်ဆာလာဆိုဒီနေ့ပွဲစံမှာဒါတကယ်ကို break free ဖြစ်မဲ့ပွဲစဉ်အခုလက်ရှိမှာဒါဆာလာနဲ့ GA တွေပါပြန်ရှာဖို့ခက်ခဲနေတဲ့အနေအထားတစ်ခုမှာဒီနေ့ပွဲစံကဆာလာအတွက်ကတကယ်ကိုငါဘာကောင်းလေးဆိုတော့ဂိုးသွင်းပြီးပြန်ပြမဲ့ပွဲစဉ်တစ်ပွဲအဲ့ဒီနေ့မှာဒါတချို့သားကျွန်တော်ဒါဟိုဘာလို့ အာကွန်ဘာလဲကျွန်တော်တို့ဘာလဲအဲ့ဒါဘာလဲ FPL မှာဆိုတချို့လူတွေဆိုတာဒီနေ့ပွဲစမှာဆိုရင်ဒါဆာလာကို triple captain တော့လုပ်ထားတဲ့လူတွေအများကြီးအများကြီးရှိတယ်။ဒါကိုကြည့်ချင်းအပဲဘလောက်ထိဒါကျွန်တော်တို့ဟိုဆာလာတူနာပေါ်တဲ့ Liverpool တင်းကဒီနေ့ပွဲစမှာ jam လို့မြင်လို့ရတယ်မှာတစ်ဖက်ကဒါကျွန်တော်တို့အကယ်၍ဒါ is switch နဲ့ Arsenal တင်းကရလက်ပိုင်းအဖြစ် Liverpool တင်းကို favor ဖြစ်ခဲ့ပြီးဆိုရင် ဒီနေ့ပွဲစမှာလစ်ဗာပူးတဲ့အမုံကျုံမှာအစ်စ်ဝစ်တောင်းနေဒီနေ့ပွဲစမှာဒါဖဖဟိုဟိုထားပါသူများသိကိုပြောကြတာမျိုးဆိုအစ်စ်ဝစ်ကြောင်းနေအာစနယ်ကိုဒါကျွန်တော်တို့ဖြည့်ခွန်နိုင်ခွဲပွဲစမှာနိုင်ခဲ့မယ်ဆိုရင်အာဟိုဗာလေရှေ့ပွဲမှာဒါချိခဲ့မယ်ဆိုရင်ဒါပြောရမယ်ဆိုရင်ဟိုဘယ်လိုပြောရမလဲပေါ့နော်ဒါအာ ဒီနေ့ပွဲစမှာရှေ့ပွဲတာတခုခု ဖြစ်ခဲ့မယ်ဆိုရင်ဒါကျွန်တော်တို့လီဗာပူးအသင်းကဒီနေ့မာနေတာကျွန်တော်ပရီးမီးယားလိတိုက်တယ်ကိုယူမယ်ဒါရှေ့နဲ့စပါးနဲ့ဒါကျွန်တော်တို့အိမ်ငွေနဲ့ပွဲစစပါးနဲ့အိမ်ငွေမှာပေါ်တို့တို့ဖလားမြောက်ပြမယ် this is what it is ဘယ်ပေါ်တော့လီဗာပူးသင်းကရှင်းတယ်အာနီဆိုရဲ့ပထမနှစ်မှာနေအောင်အကောင်းဆုံးစုဖလားကိုယူပြမယ်နှစ်တစ်နှစ်ဖြစ်သွားပြီတပတ်ကလက်စတာစီးတီးကဒါခုနကပြောတာဟို ျွန်တော်ကတော့ပေါ့ love and war is never fair ဆိုတဲ့စကားလုံးတစ်ခုပဲဘောနော်အချင်းနဲ့ဆက်မှာဘယ်တော့မှမတရားမှမရှိဘူးဆက်ဖြစ်ခဲ့တူပဲဒါကြောင့်တစ်ဖက်ကပြောတဲ့အချိန်မှာတစ်ဖက်က one နင်းရမှာတစ်ဖက်က one နင်းအချိန်မှာတစ်ဖက်ကပြောရမယ်ပြောတဲ့လူကလည်းဒါတစ်ဖက်ကရှုံးလို့ဆိုဝမ်းနေပြီလို့မရဘူးဒီတိုင်းပဲတစ်ဖက်က lesser city အသစ်နဲ့ကျွန်တော်မှလည်း lesser city ကိုကျွန်တော်တအားနှမြောဘာလို့ဆိုတော့ကိုဒီရဲ့အရှိတောင်အာရှကပိုင်နဲ့ပိုင်ရှင်နေတဲ့တစ်ချိန်ကလည်းဒါကျွန်တော် ရှက်ရှက်တော့ premier league တိုက်တဲ့ challenger ဗျာ premier league တိုက်တဲ့ရဘူးတဲ့ပဲကိုဒီစပါးလို့မြို့တော်မှာမရခဲ့တာနှစ်ပေါင်းယာတဲ့ချီနီနီရှိရဆိုတော့သူတို့ရသွားခဲ့တယ် ဒါကိုမထိန်းနိုင်ခဲ့တာအဓိကတော့ကိုဗစ်ပေါ့ဗျာအဲ့ဒါမှာကိုလက်ရှိဒါပရီးမီးယားလိဒါအသင်းရဲ့ဒါကြောင့်ဒီဟိုဘလူလက်ဆာအသင်းရဲ့ပိုင်ရှင်ကဒါကျွန်တော်တို့ဟိုတိုရစ်တွေကိုအရင်မိခွာရဲစီးပွားရေးလုပ်တဲ့အချိန်မှာကိုဗစ်ဖြစ်သွားချိန်မှာအသင်းကလုံးဝပြုတ်ပြုတ်ပြုတ်မပြုတ်ပိုဆိုးသွားတာဖာသာကြီးဆုံးသွားတယ်ဗောနော်အဲ့ညမဟုတ်တော့ဗောလက်စတာအဖေလက်စတာရဲ့ဒါဖာသာကြီးဆုံးသွားတဲ့အချိန်မှာဒါလုံးဝဒီချိုင်းကြီးဆုံးသွားတဲ့အချိန်မှာဒါအသင်းကလုံးဝဘောင်းတော့ပြအဲ့ဖြစ်တဲ့အချိန်မှာမှကိုဗစ်ကဝင်သွားတဲ့အချိန်အကုန်ပြီးတယ်အဲ့တော့လက်စတာရဲ့ကြာရှုံးငန်းကဗျာဒါပြောရမယ်ဆိုရင်ဟို ော်တော်လေးကိုရက်ဆက်တယ်ပေါ့နော်တော်တော်ကြီးကိုရက်ဆက်တယ်အမှန်တိုင်းပြောရင်ဒါကျွန်တော်မမေရ Brandon Roger ရှိတဲ့ခေတ်မှာ Medicine တို့အုပ်စုနဲ့ဒါကျွန်တော်မမေရ Leicester က FA ဖလားတွေပါတော့ယူလိုက်သေးပါတယ်ဗျာဟုတ်တယ်မလား FA ဖလားတော့ယူပြီးတော့ကျွန်တော်မမေရ City အသင်းကိုဒါသူတို့အနေနဲ့ UV Telesman အသွင်းကိုနေတဲ့သူဒါကျွန်တော်သူတို့အနေနဲ့ယူတော်ယူသွားသေးတယ်ချိန် Medicine လို့ကောင်းမှုတော့စပါးမလာခဲ့ဒီအောင်နေဖလားတော့ယူသွားသေးတယ်ပေါ့နော်အပြောချင်တာကဗျာသိလား လက်ရှိလိုမျိုးအချိန်မှာဒါ Leicester City အသင်းအနေနဲ့တကယ်ကို downfall ကြီးရယူမှုကောင်တစ်ဖက်ကတော့ဒါကျွန်တော်တို့ Liverpool တင်က F F trap မို့နော်ဒါအပေါ်ကိုတက်တဲ့အချိန်နဲ့အောက်ကိုဆင်းတဲ့အချိန်ကလုံးဝကွာခြားကြခဲ့ပြီးရနောက်ပိုင်းမှာ Liverpool တင်ကအကောင်းဆုံးလုပ်ပြခဲ့တယ်ဒီနေ့ပေါ်သမားရှင်းမာတယ်တို့ခါပေါ်သမား Arsenal တင်ရဲ့ရလက်ပေါ်မူတီမယ်လို့သာပြောတာပါဒါပေမဲ့ခုနကပေါ်သမား Arsenal တင်ဘလို့ပဲရလက်လို့လို့ Liverpool ကသူ့အလုပ်ကိုသူအကြီးကျယ်လို့သွားမယ် Leicester City ကလည်းအိမ်ခွင့်မှာလည်းရှုံးတယ်အဝေးခွင့်မှာလည်းရှုံးတယ်နေရာစုံရွေးတယ်နေစာနေရာစုံမျိုးအဲ့တော့ လက်ရှိမှာလက်စတာရဲ့ downfall အရင်ဆိုဆိုဆုပ်ပြတ်တက်သွားပြီလို့ကျွန်တော်နင်မြင်တယ်။တစ်ဖက်ကတော့ Liverpool နဲ့ဒီနေ့ပွဲစမှာဒါကျွန်တော်ကတော့မြင်မိတာပေါ့နော်။ဂိုးတွေလိုက်ကောင်းအောင်ပဲဘွေးစစ်ဘွေးလို့မြင်နေတယ်။ဒါကနောက်ပတ်သက်လက်ရှိမှာ form ကနည်းနည်းလေးတိုက်စစ်ပိုင်းအားနည်းနေတဲ့ Liverpool နဲ့ဒီနေ့ပွဲစမှာအကြီးကျယ်လုပ်ပြသွားမယ်။ Watson အသင်းကိုလည်းသူတို့အနေနဲ့2ပွဲနဲ့နိုင်ခဲ့ပြီးတဲ့နောက်မှာလက်ရှိ Premier League title ကတည်ကြသွားပြီဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲစမှာသူတို့အနေနဲ့ဒါအဆုံးသက်မှာတော့ဒါအချိန်တင်ပြီးအဆုံးသက်ပြမယ်လို့ Liverpool အသင်းကိုကျွန်တော်ကတော့မြင်မိတယ်။ဒီနေ့ပွဲစမှာဒါကျွန်တော် Salah, Luis Diaz ဆိုပါတော့ဒါ FPL မှာတော့ကျွန်တော် Salah ကို triple captain ပေးထားတဲ့လူတွေမှာမနေ့ ည်းဘူးဒီနေ့ပေါ်စမှာကြိတ်ဖို့အဲ့တော့ခွေးနယ်ပိုင်းကဒီနေ့ပေါ်စမှာတစ်ချက်တော့ကြည့်လို့ကောင်းမယ်ဒါပေမဲ့အရင်တော့ကပြကျွန်တော်မှန်တယ်ပြော Leicester City ရဲ့ဒါလက်ရှိလူစင်းကိုသဘောကျတယ်အခုကအဲ့အဲ့သဘောကျတဲ့9နှစ်ကျော်သွားပြီအဲ့လူစင်းကအခုချိန်မီမပြောင်းဘူးအဲ့တော့ Leicester Passion အများကြီးညံ့ပါတယ်ဟိုကဘယ်လိုလဲဟိုသူ့အဖေတော့သူ့အဖေနောက်တော့ဒါပေမဲ့ဟိုလာပြဆလာကြည့်ပြန်တော့လဲ အသင်းကပတ်စံမရှိနေဘူးပေါ့နော်အသင်းကလည်းပတ်စံမရှိနေတဲ့အတွက်ကြောင့်မဒါပြန်စမ်းကြည့်အဖက်ဘက်ကပြန်စမ်းကြည့်အကုန်လုံးကဗျာဒီလားနားလေပြီလို့ရနေတယ်ဗျာကိုရီအသင်းနဲ့မတူဘူးဒါတို့ပြန်ဒီအသင်းဘာလို့ပတ်စံမလုပ်နေတာကိုဗစ်နဲ့သူ့အဖေဆုံးသွားတဲ့အချိန်မှာဒီအသင်းကတော်တော်ချစ်ချုံကျသွားတယ်တစ်ဖက်ကဒါကျွန်တော်တို့လီဗာပူးဘက်ကပြန်ကြည့်ဟာလီဗာပူးကရှင်းရှင်းလေးပဲ FG တို့ခင်မှာဒါတို့ကတို့ဒါနှစ်မှာဖလားတလုံးရဖို့စီမံခဲ့ရအမြဲတမ်းအသက်ဝင်နေစေဖြစ်တယ်ဒီနှစ်မှာဒါကျွန်တော်တို့ဒါ ဟုတ်တယ်ထင်တယ်နော်ကျွန်တော်ဒါအလုံး20ထင်တယ်ကျွန်တော်မောင်အောင်မနေနဲ့လေဘဘူးတင်တာကျွန်တော်ပရီးမီးယားလီအလုံး20ကိုဒီနှစ်မှာဒါတခါလေဒီနှစ်မှာစခူးသွားနိုင်မယ်နေ့ဒီနေ့ဖြစ်သွားနိုင်မလားဒါကတော့အာစနယ်ရလည်းပေါ်လာတယ်ဘလို့ပြောတယ်ခုနတပွဲပဲချောင်းပါပါဒီနေ့မှာမရဘူးဆိုရင်တော့လာမယ်စပားနဲ့ပွဲစုံမှာတို့ရသွားနိုင်တဲ့နေရာမှာရှိပါတယ်ကျွန်တော်အနေနဲ့ပုံကိုရမြင်တယ်အဲ့တော့ congratulation ပါလေဘဘူးလို့ပြောရင်လည်း Leicester City တို့ကတော်တော်လေးကိုစိတ်မကောင်းလို့ပြောလိုက်ခုနပြောသပဲ love and war there is no face ဆိုတဲ့စကားလုံးလို့ပါပဲဒါကတော့အချစ်တဲ့ဆက်မှာမတရားမရှိ Leicester City တင်းကတန်းဆင်းတဲ့အချိန်မှာ Liverpool တင်းက PPL League တိုက်တဲ့ကြီးကိုဒါကျွန်တော်တို့မြောက်ကင်ပြီးတော့ draw တာအကြီးကျယ် celebrate လုပ်နိုင်မယ်လို့ပြောရင်လည်းပဲကျွန်တော်ကိုတွားကွန်ပြပါအောင်ဗျဘောလုံးဝဲတွေကိုကြည့်ရှုကျင်နေဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာချီးရလို့ဆိုပေါင်ကွန်ကြီးလို့ရပါတယ်။များများလေးလေးကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေမှာလည်း Youth Sport Media 3.0နဲ့အာ TV4 တို့မှာဂျင်းလူစံပေါင်းကိုညီလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့။အောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ TV4 တို့ရဲ့ link လေးတွေကိုထည့်ပေးထားကြကျွန်တော်တို့ကိုညီပြလို့ရပါတယ်။ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ကျွန်တော်လည်းအားပေးလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးကြိုတမိုင်းကျွန်တော်ကပြောင်းကောင်းတော်နေနေဖြစ်ပါစုမုံအောင်တောင်းပေးနေပဲ။ကျွန်တော်တို့နောက်မှ AC2 ကြတာပေါ့။ Dave ပါဗျ။